တယ်။နောက်ဘဝဆိုတာအေကန်ရှိတယ်။ဒါကြောင့်ဒါဖြင့်ဘာလို့ရမလို့ဆိုမြတ်စွာဘုရားဆုံးမတယ်။ကတ္တပံကုတလံအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရတဲ့အလုပ်ကိုလုပ်ပါလို့ပြောတယ်။ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်ကိုဆိုလို့တယ်။ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းတဲ့လုပ်မကောင်းတဲ့လုပ်ဆိုတာနှစ်ခုရှိတယ်။နော်။အစားအစားစားတောင်းမှပဲ။ ခန္ဓာကိုယ်အကျိုးပြုတဲ့အစားအစာရှိတယ်ခန္ဓာကိုယ်ထဲမှာစိတ်တော့ဖြစ်တဲ့အစားအစာရှိတယ်တဘာဝကောလေအဲ့ဒါလိုပဲလူစိတ်ထဲမှာဖြစ်တဲ့ဟာကအပြစ်ကင်းတဲ့စိတ်အနေထားတစ်ခုအပြစ်ရှိတဲ့စိတ်အနေထားတစ်ခုအပြစ်ကင်းတဲ့စိတ်သဘောထားကိုကုသိုလ်လို့ခေါ်ပြီးတော့အပြစ်ဖြစ်တဲ့သဘောထားကိုအကုသိုလ်လို့ခေါ်တာပဲကုသိုလ်အကုသိုလ်ရှင်းရှင်းလေးရေသူကအပြစ်ရဲ့ပြီးတော့အကျိုးထုတ်တဲ့အခါမှာသူကနှစ်ခုမှတ်တာ ကုသိုလ်ဆိုတာအပြစ်အပြစ်ကင်းတယ်အပြစ်ကင်းတယ်တန့်စင်တယ်တောင်းကျိုးထုတ်ဆောင်ပေးတယ်ဒါကုသိုလ်အကုသိုလ်ဆိုတာပြစ်အပြစ်ရှိတယ်တဘာဝကောမကောင်းဘူးမကောင်းတဲ့ကျိုးကိုလည်းထုတ်ပဲထုတ်လုပ်တယ်ဟောအဲ့ဒါအကုသိုလ်အဲ့တော့မြတ်စွာဘုရားကအေးဘဝမှာနောက်ဘဝသွားရမှာဆိုတော့ကတ္တဗံကုသိုလ်ပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးမဲ့အလုပ်တွေကိုမင်းတို့လုပ်တဲ့နယ် အဲ့ဒီလှုပ်တွေကိုဘုရားဘာသာမြတ်စွာဘုရားသာဟောတော့ဌာနလှုပ်တာဌာနလှုပ်တာဆိုတာဘုန်းကြီးကျောင်းလူတာတို့ဒါတွေပြောတာမဟုတ်ဘူးအကုန်လုံးနော်တချို့ကဌာနလှုပ်တယ်ဆိုအဲ့ဒါမှမဟုတ်ဘူးကိုမိသားစုအချင်းချင်းကိုအပေါင်းအသင်းတကယ်ချင်းတွေမှကြွေးတာမွေးတာဟိုရင်ပြုတာကုစားတဲ့တည်းအခွဲပေးတာကုညီတာအလုံးမှဒါဌာနတွေကြည့်ပဲကော်ဖီတစ်ခွက်တိုက်တာအစား မြတ်ဝိစာရမန္တရာဌာနပဲကိုပေးတာမိဘကိုကျွေးတယ်မိသားစုကျွေးတယ်မေတ္တာနဲ့အလုံးမိသားစုကျွေးတယ်နောက်ရှင်မျိုးမိတ်ငါတွေကျွေးတယ်အလှူဒါနပြုတယ်အလုံးတာတွေကဒါနတွေကျွေးနော်အပြစ်မကင်းတဲ့စီပွားရေးမလုပ်ဖို့တော့ဆုံးမတယ်ပေါ့သို့တော့ခဏခင်မှာမပြေမှာတော့မဟုတ်ဘူး ဒီမှာတော့မကြဘူးပေါ့လေရှေ့ကောင်းရှေ့နိုင်တော့ကုရီးယားလူငယ်တွေရဲ့ကုရီးယားနိုင်ငံကလူငယ်တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးကုရီးယားဘိက္ခုနီမတူကပြောသွားတာဘုရားဘာသာဖြစ်လို့ရှိရင်စီးပွားရေးမတိုးတက်ဘူးဆိုတဲ့အမြင်လူငယ်တွေမှာပေါ်နေတယ်တဲ့။ဘာကြောင့်လို့ဆိုရင်စီးပွားရှာတဲ့အခါမှာဒုစရိုက်ကင်းပြီးတော့တရားမျှတတဲ့စီးပွားရေးကိုလုပ်ဖို့မြတ်စွာဘုရားကညွှန်တာကို အဲ့ဒါကြောင့်ပဲပြောသလားမသိဘူးအဲ့တော့စီးပွားရှာတဲ့အခါမှာတော့ရသဗျာပြည်ကင်းနဲ့စီးပွားရှာတရားသဖြင့်စီးပွားရှာတာကိုလက်တက်တယ်ဒါကတော့မှန်တယ်ဒုစရိုက်နဲ့တရားရှာတာစီးပွားရှာတာကိုတော့အားမပေးဘူးဒါဖြင့်အနာရဝိတ္ထေကြီးကဘာနဲ့စီးပွားဖြစ်တာလဲသူဘယ်လိုစီးပွားရှာတာသူမျိုးရိုးကတထေးတော့တထေးမျိုးရိုးပဲ သူပါစည်းဝါလုတ်တုံးလို့စာပေကျမ်းကနေမှရေးထားတဲ့အချက်တွေကိုကြည့်သူဟာထုံခိကလုတ်များတဲ့ကတိဂောရခဝနိစဆိုတဲ့စီးပွားရေးပေါ့ကတိဆိုတာထွန်ရဲစိုက်ပြိုးတယ်ဂောရခဆိုတာနွားမွေးဝနိစဆိုတာအယောင်းဝယ်လုတ်တယ်အဲ့တော့အနာရမိတထေးကြီးရဲ့စီးပွားရေးဟာ လဲထွန်းခြင်းစိုက်ပျိုးရေးလှုပ်ခြင်းလွားမွေးခြင်းနဲ့အယောင်းဝယ်လှုပ်ခြင်းပဲအဲ့ဒါနဲ့ပဲသူချမ်းသာအဲ့တော့အဲ့ဒီလှုပ်တွေကတော့ဟိုဒုစရကင်းတဲ့လှုပ်တွေလို့ပြောအောင်လွားမွေးတယ်ဆိုတာဟာအသားစားဖို့မွေးတယ်လွားမျိုးမဟုတ်ဘူးနှုတ်စားနှွားတွေမွေးတာဘယ်တော့ဒီအောင်မွေးတော့ဆိုလို့ရှိရင် အကောင်းကြီးသိမ့်ထီအောင် ရှိဖို့ရတယ်။ဘာဖြစ်လို့လို့ဆိုရင် သူ့နွားတွေကိုဆောက်ရှောက်တဲ့ပုဂ္ဂိုလ်ဟာရွာတရွာတည်ပြီးတော့နွားချောင်းသားရွာဆိုပြီးတော့ရှိတယ်။သူ့ရဲ့နွားချောင်းသားနန္ဒဆိုတဲ့နွားချောင်းသားအကြောင်းစာပေကျမ်းကမှတစုံတစသဖော်ပြထားတာရှိတယ်။အဲ့တော့နွားမွေးတာဘာအတွက်တုံးလို့ဆိုနွားနူတို့ဒိန်တို့ထောပတ်တို့ တရားတွေအတွက်နွားကထွက်တဲ့နုထွက်ပစ္စည်းတွေအဲ့ဒါတွေကိုရောင်းဝယ်လုပ်တယ်စားတယ်အဲ့ဒီအတွက်မွေးတယ်နွားမွေးတယ်ပြီးတော့စိုက်ပျိုးရေးလုပ်တယ်လက်ထွန်နဲ့ဆန်စပါးစိုက်ပျိုးတယ်ပဲနန်းစိုက်ပျိုးတယ်ပြီးတဲ့အခါကျတော့ကုံရောင်းကုံဝယ်လုပ်တယ်တနေ့ကနေ့တနေ့သွားပြီးတော့ကုံရောင်းကုံဝယ်လုပ်တယ် အဲ့ဒါသူစီပွားပဲဘုရားဘာသာမဖြစ်ခင်ကလည်းအဲ့ဒီစီပွားလုပ်တယ်ဘုရားဘာသာဖြစ်တော့လည်းအဲ့ဒီစီပွားပဲလုပ်တယ်သူဒါတစိတစောင်းကြည့်မယ်ဆိုရင်အနာတပိတ်ရဲ့စီပွားဟာဒီတိုင်းပဲဝိဒါခါရောရောစီပွားရောဆိုတော့သူတို့လည်းတူတူပဲဒီစီပွားကိုပဲလုပ်ကြတယ်အယောင်းဝဲလုပ်တယ်လက်ထွန်းနဲ့နှွားချောင်းနဲ့အဲ့ဒီဟာတော့အထက်ကမြန်မာနိုင်ငံလူနိုင်ငံမျိုးမှလည်းပဲ မြေရာတွေပေါများသည့်အတွက်ကြောင့်လက်ထွန်ချင်းနှောချောင်းချင်းဆိုတဲ့အလုပ်ဟာဒီကနေ့ခေတ်ဒီကနေ့ပုံစံနဲ့ကြတော့တောင်သူလေသမားတွေကဆင်းရဲလွမ်းပါဖြစ်နေကြတယ်ပေါ့နော်အမှန်ကတော့လက်ထွန်နှောချောင်းချင်းအခြေခံပြီးတော့စောင့်ဦးနေကိုထောက်ပံ့နိုင်တာဖြစ်လို့မြေရာမှာလုတ်ကင်စားတာဟာအပြစ်လဲကင်းပြီးတော့ဆန္ဒရိတ်ခါလဲဖူလုံစေတာပေါ့ကနေ့ခေတ်မှာတော့ agriculture based economy ဆိုပြီးတော့စပြေးကိုအခြေခံတဲ့စီးပွားရေးဆိုပြီးတော့ခုလောက်လာကြဒါကောင်းတဲ့ဟာတစ်ခုပဲဘာလို့လဲတော့ဆိုရင်လူစရာတပည့်ပစ္စည်းတွေဥပမာကာမစီလည်းနေလို့ရတယ်ထမင်းမစားပဲနေလို့မရအစမ်းနဲ့ရိတ်ခါကမတမအရေးကြီးတယ်ကဘာမှာလူတွေ၈ယောက်၁ယောက်လောက်ကစမ်းနဲ့ရိတ်ခါမလုံမလောက်ဘူးဖြစ်တယ်လို့ဆိုတယ် ဒါကြောင့်မို့ဆန္ဒရိတ်ခတ်ထုတ်လို့တဲ့အလုတ်ကတော့အဲ့ဒါမှလှုပ်တဲ့လှုပ်ထိုက်တဲ့အလုတ်မိဘကိုလူချပြည့်စုံသည်ဘယ်တော့အခါမှဒုက္ခမရောက်ဘူးဆိုတာမှန်ပါသလားဒီဒီကုသိုလ်ကအကျိုးပေးတဲ့အခါသောဖြစ်နိုင်တာပေါ့ဒီကုသိုလ်ကအကျိုးမပေးအကျိုးပေးတဲ့အခါရှိတယ်သူကအခွင့်မသာလို့အကျိုးမပေးတဲ့အခါရှိတယ်ကုသိုလ်ကတော့ကုသိုလ်ပဲပေါ့ကုသိုလ်ကောင်းဖို့ကတော့အပြည့်ပြောစရာမရှိပါဘူး နော်အဲမိဘကိုလှုပ်ခြင်းပြုစုသည်ဒီဘယ်တော့ခါမှဒုက္ခမရောက်သူရင်တော့ဒုက္ခရောက်တဲ့အလုပ်တွေလှုပ်လာရင်တော့ရောက်မှာပေါ့အဲတော့ဒါတစ်ခုတည်းနဲ့တော့ပြောလို့မရဘူးမိဘကိုငွေကြေးတာထောက်ပံ့မှုပြုပြီးကိုယ်တိုင်ကိုယ်ကျမပြုစုဘူးဆိုရင်ရောကျေးဇူးဆရာရောက်ပါသလားရသော်ဗျာကကျေးဇူးဆရာရောက်မရောက်ဆိုတာနဲ့ပတ်သက်ပြီးတော့ မိဘကကိုယ်ကိုကျေးဇူးပြုတာ၃ချက်ရှိတယ်။သာသမီတွေပေါ်မှာမိဘကျေးဇူးပြုတာ။ရသော်ဘုရားကကျေးဇူးဆရာရောက်မရောက်ဆိုတာနဲ့ပတ်သက်ပြီးတော့မိဘကကိုယ်ကိုကျေးဇူးပြုတာ၃ချက်ရှိတယ်။သာသမီတွေပေါ်မှာမိဘကျေးဇူးပြုတာ။အပါဒကသာသမီကိုဆောင်းလျှောက်ခဲ့တယ်။ဆောင်းလျှောက်တယ်ဆိုတာလူလမ်းမြောက်လာသည်ထင်အောင်ဆောင်းလျှောက်ပြီ။နှမို့ပိုက်ပုံးနဲ့ထည့်လိုက်ရင်ဘယ်လိုလုပ် အမိုက်ပုံထဲထည့်လိုက်ရင်ဆောက်ရှောက်တာမဟုတ်တော့ဘူးလေအဲ့တော့မိဘကသာသမီကိုဆောက်ရှောက်ခဲ့တယ်ကြွေးခဲ့တယ်နောက်တစ်ခုကတော့အိမတလောကတာဓာတိတာတော့ဒီလောကကြီးကိုလာခွင့်ပြုအခုခေတ်ကလာခွင့်မပြုဘူးလေတချို့ဟာလာခွင့်မပြုမလာခဲနဲ့ဆိုပြီးတော့လုံးတာတည်းရှိတယ်အဲ့တော့မိဘကသာသမီပေါ်မှာခြေဆုရှိတာအရေးကြီးဆုံးကဘာလို့ဆိုရင်လာခွင့်ပြုတာတည်ပြီးရင်ခြေဆုပဲ နော်ကိုယ့်ကိုလူလောကထဲကိုကမိဖကိုအမိပြုပြီးမှ လူလောကထဲရောက်နိုင်တာကိုပြီးတော့လူလောကထဲလာခွင့်ပြုလိုက်တာကမိဖရဲ့ခြေဆုပဲအဲ့ဒီမိဖရဲ့ခြေဆုကိုကိုကပြန်ဆတ်လို့ရတာမိဖကိုကြွေးခဲ့လို့ကိုပြန်ကြွေးတယ်မိဖကိုဆောင်းဆောင်ခဲ့လို့ဆောင်းဆောင်တယ်အဲ့ဓာရီအတွက်ကခြေဆုခြေနိုင်တော့လေလူလောကကြီးကိုလာခွင့်ပြုတဲ့ခြေဆုကတော့ဘယ်လိုဆတ်လို့မှမရဘူးအဲ့တော့ ခြေအောင်ခြေစုဆက်တဲ့နေရာတော့ဘာလို့ဆိုရင်ဓမ္မနဲ့ခြေစုဆိုင်ခြေတယ်ဓမ္မနဲ့ခြေစုဆက်တယ်ဆိုတာတရားတရားမရှိသေးတဲ့မိဘတရားတရားရှိအောင်နော်အလှတန်းမလှတတ်တဲ့မိဘလှူအောင်သီလမရှိသေးတဲ့မိဘသီလရှိအောင်ပညာမရှိသေးတဲ့မိဘပညာရှိအောင်ကောင်းတဲ့ဘက်ကိုပို့ဆောင်ပေးတဲ့နေနဲ့ဆိုလို့ရှိရင်တော့ခြေစုကြည်တယ်လို့ပြဆောဖရားတယ်လို့ဟောတာလေနော်အဲ့ဒီနေ့တိုင်းဆက်ပေါ့ဒါအဲ့တော့ကြည်